မန္တလာသူအွန်လိုင်းဂိမ်းမှာဘောလုံးကိုဘယ်လိုလောင်းရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုမှာဖျက်ပြပေးသွားပါမယ်ကဲအဆိုရင်ကျွန်တော် application နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုပေါ်လိုက်ဆိုကျွန်တော်ဘောလုံးလမ်းမှာဖြစ်တဲ့ဘောလုံးဆိုနှိပ်လိုက်မယ် ခေဒီမှာကျွန်တော်တို့ဘောလုံးမလောင်းကင်မှာကျွန်တော် body နဲ့ကိုမောင်းနေဆိုပြီးရှိရပါတော့။အဲကျွန်တော်နောက်ခုစလုံးကိုရှင်းပြပေးသွားပါမယ်။ပြီးလို့ရှိရင်ဒီလောင်းဗီဇာ slit တွေကိုလည်းဘယ်လိုပြန်ကြည့်လို့ရမလဲဆိုတာကိုလည်းပြောပြပေးသွားပါမယ်။အပေါ်မှာကျွန်တော်တို့ဒီဆက်တာချင်မလောင်းကင်မှာပင်မပတ်ဆိုင်ဆိုတဲ့နေရာမှာပတ်ဆိုင်ရှိနေဖို့လိုပါတယ်။ Okay အဲ့ဆိုရင်ကျွန်တော်ပထမဆုံး body long knee ကိုရှင်းပြပေးသွားပါမယ်။ Okay ဒီမှာ body long ရဲ့ခါမှာကိုမသိတဲ့အသင်းတွေကအပေါ်မှာရောက်နေပါတော့ကျွန်တော်ကိုသိတဲ့အသင်းတွေဘယ်လိုရှားမလဲရှားခတ်တယ်ဆိုလို့ရှိရင်ဒီမှာလေးဖြန့်ဆွတ်ထုတ်ခြင်းဆိုတာကိုနှိပ်လိုက်ပါ။အဲ့လိုနှိပ်ပြီးဆိုရင်ကိုလောင်းခြင်းတဲ့အသင်းက အဥပမာပရီးမီးယားလိရှိမယ်စပိန်လာလီဂါရှိမယ်ကိုတိရဲ့လစ်တွေကိုပဲရစ်ထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာစပိန်လာလီဂါလေးဒလီစီးရီးပီးရှိမယ်ပေါ့နော်အဲဆိုရင်ကျွန်တော် down နှိမ့်လိုက်ပြီဆိုရှင်ကိုတိရဲ့အတင်တွေပေါ်လာမယ်ပေါ့နော်ဒီမှာကျွန်တော်မြန်မာလိုပဲရေးထားရပေါ့နော်မြန်မာပုံစံတိုင်းပဲလောင်းလို့ရပါတယ်အဲ့ဒီမှာကျွန်တော် Man U နဲ့ Everton နဲ့ပွဲကိုကျွန်တော်ရှင်းပြပေးသွားမယ်။ Man U ကဒီနှစ်ပေါက်ကြေးကြီးက Man U ကတလုံးရှိလို့ရှိရင်85အ အနိုင်ပေါ့နော်တလုံးရှိရင်85နိုင်နဲ့မှရွက်ပေါက်ကြီးဖွင့်ထားပါတယ်ပြီးလို့ရှိရင် Go ဘောင်းမှာဆိုလို့ရှိရင်လည်းကျွန်တော် Go ပေါ့အမ်3 +65 ပေါ့နော်၃လုံးရှိလို့ရှိရင်65ရမယ်ဆိုပြီးတော့အမ် Go ဘောင်းဖောက်ထားပါတယ်အဲ့ဒီမှာကျွန်တော်ကဒီပွဲမှာကျွန်တော်ကဒီပေါ့နော် Man U လောင်းကျင်တာဖြစ်ဖြစ် Everton ကိုလောင်းကျင်တာဖြစ်ဖြစ်ဒီမှာနှိပ်ပြီးတော့ယူလို့ရပါတယ် Go ဘောင်းကိုတော့အဲ့ဒါကျွန်တော်ဒီပွဲကိုကျွန်တော် go out လောင်းမယ်ပေါ့နော် go out လောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာအဲသူက body ကကျွန်တော်တို့ဒီမှာတထောင်းနေအနည်းဆုံးစပြီးတော့လောင်းလို့ရရပေါ့နော်ကျွန်တော်ဒီမှာတထောင်းအနည်းဆုံးစလောင်းလိုက်ပြီတထောင်းမျိုးကျွန်တော်လောင်းပြပါမယ် โอเคโทมิโอနဲ့လိုက်ပြီဆိုလို့ရှင်ဒီလိုပေါ်လာပြီပေါ့နော်ဒီမှာ तू อ่ะ1000လောင်းလိုက်ဆိုလို့ရှင်ဒီဘွဲကနိုင်မယ်ဆိုလို့ရှင်ကျွန်တော်1950ရမယ်ပေါ့နော်အဲ့တော့အဲကျွန်တော်အကောင့်50ရောပါပြီးသားပေါ့နော်အကောင့်ပါပြီးသားကျွန်တော်1950ရမယ်အဲ့ဆိုရင်ကျွန်တော်ဒီဘွဲကိုโทมิနဲ့လိုက်ပါမယ်โอเคပြီးလို့ရှိရင်ကျွန်တော်မောင်းလောင်းကြီးကိုတစ်ခါပြန်ရှင်းပြပေးပါဦးเนาะဒီအဲလောင်းမီတာစလစ်တွေကိုဘယ်လိုကြည့်ဘယ်လိုကြည့်လို့ရမလဲဆိုတာပြကြရင်ပြောပြပေးသွားမယ်ပေါ့เนาะအခုဒီမှာမောင်းကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဆိုရင်စောစောကလိုပဲကျွန်တော်တီးတဲ့ဟာတွေပဲကျွန်တော်စစ်ပြီးစစ်ထုတ်လိုက်မယ်ပေါ့เนาะ โอเคအဲ့လိုဆက်ထုတ်ပြီးဆိုတော့ down လုပ်နေလိုက်မယ်ဒီမှာကိုတိရဲ့အသင်းနေပေါ့နော်ကိုမတိရဲ့ leaf တွေရှိရဆိုရှင်လဲခုနကလိုမျိုးဆက်ထုတ်လို့ရပေါ့နော်ကိုတိရဲ့ leaf တွေကိုပဲရွေးပြီးတော့လောင်းမယ်အဲ့ဒါကျွန်တော်ဒီပွဲမှာဆိုရှင်ကျွန်တော်လောင်းမယ်ပေါ့နော်မောင်းကကျွန်တော်တို့အနည်းဆုံး2သင်းကနေစပြီးတော့လောင်းလို့ရတယ်2သင်းကနေပြီးတော့7သင်းထိလောင်းလို့ရပါတယ်ကိုချက်တက်လောင်းလို့ရတယ်အဲ့ဆိုကျွန်တော်အဲဒီပွဲမှန်ယူလောင်းမယ်โอเคအဲ့ဒါကျွန်တော်ဒီ3သင်းပေါ့เนาะ3သင်းအာကျွန်တော်ဒီပွဲကိုလေလောင်းမယ်ပေါ့เนาะ โอเค၄သိန်းလောက်မယ်၄သိန်းလောက်မှာကျွန်တော်ကျွန်တော်မောင်းကအနည်းဆုံး900ပေါ်နေစပြီးလောင်းလို့ရပါတယ်900ပေါ်ကနေပြီးတော့ကျတဲ့လောင်းလို့ရပါပေါ့နော်โอเคအဲဆိုကျွန်တော်900ပေါ်ပဲလောင်းပြပါမယ်ဆိုရင်ကျွန်တော်ထိုးမြင့်နေလိုက်မယ်ထိုးမြင့်နေပြီဆိုကျွန်တော်ဒီမှာဒီ၄သိန်းပေါ့နော်၄သိန်းလောက်ကိုကျွန်တော်နိုင်နေဆိုရှင်ကျွန်တော်6000လေးရရမယ်ပေါ့နော်โอเคထိုးမြင့်နေလိုက်မယ်โอเคပြီးဆိုရင်ကျွန်တော်တို့အမ်ဒီလောင်းဗီဇာ slip တွေကိုပေါ့နော်အဲ့လိုနိုင်မနိုင်နေကြည့်ချင်တယ်ဆိုလို့ရှင်ပြန်ပြီးတော့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ပြမယ်โอเคဒီ submit နာရောက်ပြီဆိုလို့ရှင် profile ဆိုတော့နှိပ်လိုက်မယ် profile name ဆိုရင်ဒီမှာဒီကိုယ့်ရဲ့ဒီ why ပေါ့နော်ဒီကိုယ့်ရဲ့ profile မှာဆိုလို့ရှိရင်ဒီ voucher များဆိုတော့ကျွန်တော်နေလိုက်မယ်ဒီမှာကိုယ်ကနှလုံးရှိတယ်သုံးလုံးရှိတယ်ပေါ့နော်ကျွန်တော်တို့က mouse နဲ့ body နဲ့လောင်းထားပြတယ်ဒီ mouse ဆိုတော့ကြည့်လိုက်မယ် okay ဒီမှာကျွန်တော်နှစ်ခုဖြစ်နေပါတယ်နှစ်ခုကတော့ကျွန်တော်စောစောလေးကျွန်တော်တစ်ခုလောင်းထားဖြစ်တဲ့အတွက်ပေါ့နော်နှစ်ခုဖြစ်နေ okay ဒီမှာအပေါ်ဆုံးကစောစောပဲလောင်းပြလိုက်တဲ့အပေါ်ဆုံးဟောက်ကြည့်မယ် okay mouse မှာဆိုရင်ဒီမှာ၄သိန်းပေါ့နော်စောစောကျွန်တော် လောင်းရတဲ့၄သိန်းကဒီလိုမျိုးပေါ်တယ်ပေါ့နော်အကယ်၍ဒါက အဲကျွန်တော်ဒီမှာပေါ့နော်ဒီနေ့ရက်ဆွဲနေကြအောင်မလို့ကျွန်တော်ဒီလိုပေါ့နော်တကယ်၍ကျွန်တော်မနက်ဖြန်အောင်မှမနက်ဖြန်မနက်မှာပေါ့နော်ကိုကပြန်ကြည့်နေဆိုလို့ရှိရင်ဒီစတိတ်24ရက်ဆို24ရက်နေ့ဆိုတာအဲ25ရက်နေ့ဆိုဖြစ်နေလိမ့်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်24ရက်ကိုပြန်ပြီးတော့ရွေးမှာပေါ့နော်ဒီမှာကိုရဲ့ date ကိုရွေးပြီးတော့ဒီမှာ24ဆိုရင် date ပြီးတော့တူတူရှာမီကိုနေလိုက်ရှင်ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုနေလိုက်ပြီဆိုရင်ခုနကလိုပဲဒီနောက်ကရလက်တွေမှာမနက်ဖြန်ကပွဲတွေပါပြီးွားရဆိုလို့ရှိရင်ရလက်မှာနိုင်နေတဲ့နေ့ဆိုရင်အမှန်ကြီးတွေပြပြီးတော့ရှုံးနေတဲ့နေ့ဆိုရင်အမှန်ကြီးတွေပြနေလိမ့်မယ်ပေါ့နော်ကေ body ဆိုလည်းအဲ့လိုပါပဲ အဲကျော်ဒီရက်ဆွဲကြည့်မယ်ပင်ရှာမျိုးနေပြီဆိုလို့ရှိရင်ဒီခုနကလောင်းလိုက်တဲ့ဟာကိုကြည့်မယ်ဒီမှာလည်းရလက်ကမှန်လားမလားမလားဖြစ်နေပွဲပြီးလို့ရှိရင်တီးရလိမ့်မယ်ပေါ့နော်โอเคအဲဆိုရင်တော့ကျွန်တော်ဒီနေ့မောင်းလောင်းနေနဲ့ပတ်သက်ပြီးတော့အားလုံးနားလဲသွားလိမ့်မယ်လို့ထင်ပါတယ်โอเคအားလုံးပဲကံကောင်းကြပါစေအဲအကယ်၍ကျွန်တော်ဒီ application ထဲမှာပေါ့နော်စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီ video ရဲ့အောက်က comment မှာကျွန်တော် link ချပေးပါမယ်အဲ link ကနေပြီးတော့တစ်ဆင့် account ဖွင့်ပြီးတော့ direct စော်ကစားနိုင်ပါတယ်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြီးလုပ်နိုင်ပါတယ်အဲ့မှာအောက်ကပတ်စံအိတ်ဆိုတဲ့မှာကျွန်တော်ငွေလွှဲငွေထုတ်လုပ်ပြီးတော့ကိုယ်တိုင်စိတ်ကြိုက် ဂျာဂန်အေဂျင့်မလိုဘဲနဲ့ဒါရိုက်ဆော်ကစားနိုင်တာဖြစ်ပါတယ်။โอเคအဲ့ဆိုရင်ဒီလောက်ပါပဲ။